တဲ့လူတွေကပထမဦးဆုံးပြုလုပ်နေရှိတဲ့အချက်တစ်ချက်ကိုကျွန်တော်ပြောပြပေးပါမယ်။ဖုံခိုးတဲ့လူတွေကပထမဦးဆုံးလုပ်တဲ့အချက်ကကြတော့သူတို့ကိုရှေ့ရခံလို့မရအောင်ဖုံးပါဝါကိုပိတ်လိုက်တာပဲဖြစ်ပါတယ်။အဲ့လိုမျိုးဖုံးပါဝါကိုပိတ်လိုက်တယ်ဆိုလို့ချင်းသူတို့ကိုရှေ့ရခံလို့မရတော့ဘူး။ ဒါဆိုင်အောင်သွားမယ်ပေါ့နော်အဲ့တော့ဒီအခြေအနေကိုမရောက်အောင်ကျွန်တော်တို့ကဟန့်တာလို့ရတဲ့နီလာရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဖုန်းပါဝါပိတ်လို့မရအောင်စတီထဲမှာသွားပြီးတော့ချိန်ငားပေးရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့တွေဖုန်းရဲ့စတီထဲကိုဝင်လိုက်ပါမယ်စတီကိုနှိပ်မယ်စတီကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုသွားမလဲဆိုလို့ရှိရင် password and security ကိုသွားပါမယ် password and security ကိုကျွန်တော်တို့နှိပ်ပါကျွန်တော်အခုလောက်ပြတဲ့ဖုန်းက oppo a95 နဲ့ဖြစ်ပါတယ်ဖုန်းတိုင်းလိုလိုကျွန်တော်တို့ရပါတယ်အဲ့တော့ကျွန်တော်တို့က password and security ကိုနှိပ်ပါပြီးလို့ရှင်ကျွန်တော်တို့ကဒီနေရာမှာ system security ကိုထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်နော် system security ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေအထက်ကိုနည်းနည်းလေးဆွဲတင်လိုက်ပါအထက်ကိုနည်းနည်းလေးဆွဲတင်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ request password and power all ဆိုတာရှိပါတယ်เนาะအဲ့ဒီကောင်လေးကိုကျွန်တော်ချက်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာ power option နေတဲ့ဟာလေးကိုကျွန်တော်တို့က on ပေးလိုက်ရုံပဲဖြစ်ပါတယ်เนาะပြီးလို့ရှိရင်ဒီမှာ continue ကိုနှိပ်လိုက်ပါ continue ကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီနေရာမှာဟာလာ pattern နဲ့တတ်မှတ်မှလားဒါမှမဟုတ်ဘူးဆိုလို့ချင်းကျွန်တော် password နဲ့လားပေါ့เนาะအဲအဲ့လိုမျိုးကျွန်တော်ဒီမှာအဲတခုခုတော့ကျွန်တော်တို့ဒီက password တို့မဟုတ်ပတ်တန်ပေါ့နော်အဲဒါလေးတွေကိုကျွန်တော်ကတတ်မှတ်ပေးထားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ကျွန်တော်ဒီမှာထိတ်ဆုံးက password 6လုံးပဲပေါ့နော်ကျွန်တော် password 6လုံးပဲကျွန်တော်တတ်မှတ်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာနောက်ထပ်တစ်ကြိမ်တစ်ခါထပ်ပြီးတော့ password ကိုတတ်မှတ်ပေးရမယ်ဒီ password ကိုတော့မေးလို့မရဘူးเนาะ password ကိုမေးထားရတယ်ဆိုလို့ရှင်ကိုကိုတိုင်းကျွန်တော်တို့ဒီဖုန်းကိုဖွင့်လို့ရမှာမဟုတ်ဘူးပေါ့เนาะကိုကိုတိုင်းဒီဖုန်းကိုဖွင့်လို့ရမှာမဟုတ်ဒါဒါကြောင့်မလို့ကျွန်တော်တို့ဒီက Okay ဒါဆိုလို့ရှင်တော့ကျွန်တော်တွေက password ကိုဟလာနောက်တစ်နှစ်ကြိမ်ပေါ့နော်ကျွန်တော်တွေတတ်မှတ်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်အခုလိုမျိုးလေးပါပါလေး on နေမှာဖြစ်ပါတယ်ဒီ repair password to အဲအဲ web repair password to ပါပါအော့ဆိုတဲ့ဟာလေးပွင့်သွားလိမ့်မယ်ပွင့်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ password ကိုမှတ်ထားပါတော့เนาะ password ကိုမှတ်ထားပါဒါဆိုလို့ရှိရင်သူတို့လက်ထဲဖုန်းရောက်သွားရင်တော့မှကျွန်တော်တို့ကဟာလာပါပါပိတ်လို့မရဘူးပေါ့เนาะဒီဖုန်းက power ပိတ်လို့မရဘူးဟာလာ power ပိတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြည့်ကြည့်လိုက်ပါတော့ ဒီမှာပါပါပိတ်မယ်ပါပါပိတ်မယ်ဆိုလို့ရှင်ကျွန်တော်တို့ကအခုလိုမျိုး password ကြီးလာပြီးတော့တောင်းနေမှာဖြစ်ပါတယ်နော်အဲဒီလို password လာတောင်းနေတယ်ဆိုလို့ရှင်ကျွန်တော်တို့ကဒါ home page လို့မရဘူး home page လို့မရဘူးဆိုလို့ရှင်သူ့အတွက်ဒါအအခက်ခဲဖြစ်တယ်ဗောနော်ခက်ခဲဖြစ်တယ်ဒါကြောင့်မို့လို့ဟာဖုန်းတစ်ခုဒီရန်ကကျွန်တော်တို့ဒီကဒါအဟန်ဒါအကားွက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီအသုံးပြုလို့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပြရတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာလေးတွေသိကျင်လဲဆိုတာ comment အောက်မှာရေးပေးခဲ့လို့ရပါတယ်ခင်ဗျာ